အမကပြင်လိုက်တဲ့ဒီဘာသာရေးပုံလေးနဲ့ပတ်သက်ပြီးတော့မှသူပေါ့ထင်မြင်ချက်တွေပေးကြတာတွေဆဲဆိုကြတာတွေဟိုကိုယ်အမြင်သူ့အမြင်ပေါ့နော်ဝေဖန်တိုက်ခိုက်ကြတာတွေပေါ့နော်အဲပြောကြတာဒါပေမဲ့အမဘာမှပြန်မပြောဘူးဒါပေမဲ့အဲ့လိုပေါ့နော်ဒီကိုရဲ့သမီးရဲ့အဖေပေါ့နော်အရင်ကိုနဲ့အမျိုးတော်ခဲ့တဲ့လူတယောက်ကနေပြီးတော့မှဒီလိုမျိုးမီဒီယာပေါ်အထိတက်ပြီးတော့မှဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အခါကျတပွားလုံးအတွက်အရေးကြီးတဲ့အဲဘာသာရေး ဘာသာတခုကကိုအဲ့လိုသွတ်သွင်းလိုက်တဲ့အခမ်းအနားကြီးတခုလောက်တော့အဖေရင်ခောက်ခောက်ဖြစ်တဲ့ငါ့ကိုကျွန်တော်ခွင်တောင်းမှုတိုင်ပင်ဖို့နောက်ဆုံးအတိပေးဖို့လိုအပ်တယ်လို့မထင်ဘူး။ဟုတ်ဆောင်ရလည်းပြောတယ်။၃နှစ်လောက်ခလေး၃နှစ်လောက်တည်းကနင်းဖေဟန်ကေဦးမောင်ဆိုဟိုးစိမေချက်ကိုတမီကိုခေါ်ခေါ်သွားတယ်ခလေးနဲ့မလိုက်တဲ့ဘာသာရေးအကြောင်းနေခလေးကိုပြောတယ်ကမကြိုက်ဘူးစိတ်ထဲမှာဒါပေမဲ့အဲ့လိုနည်းကပြောတယ်မဟုတ်ခလေးကဒီအချိန်မှာခလေးကခလေးလိုပဲရှင်းသားမှာဈေးကြီးပြန်ပါစေ။ အဲကျွန်တော်လည်းဘိုးတော်ဘာသာအကြောင်းကလေးကိုစီယုံနေရအောင်ကလေးအဲ့လောက်ထိမပြင်းမမစေနဲ့ကလေးကိုသူ့သူအချိန်တန်လို့ရှိရင်သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်လို့ရှိရင်သူကိုယ်တိုင်ကြိုက်တဲ့သူကိုယ်တိုင်လက်ခံတဲ့ယုံကြည်တဲ့ဟာကိုသူ့သူရွေးချယ်ပါစေဆိုပြီးတော့ဟိုကလေးဘိုးတော်ကလည်းပြောခဲ့တယ်ကြီးတော်လည်းပြောခဲ့တယ်အခုတမီအဲ့ဒီလီမသွားခင်လေအထက်တခါကမှားတယ်အဲ့လိုကြီးမလောက်ပါနဲ့အခုဆိုလို့ရှင်ကျန်တဲ့ကိစ္စတွေငါစိတ်ဝင်စားတော့တမီးနဲ့ပတ်သက်ရင်အကုန်လုံးငါသိတဲ့နဲ့ထင်တာချမ်းပြောပါအထူးသဖြင့်ဒီဘာသာကြီး ဘာသာရေးကိုငါချိန်မောင်းတာတောင်မှမပေါဘူးယင်းနေ့ငါကုနေစိတ်မျိုးချက်ကိုလိုက်ပို့ခဲ့တဲ့ကောင်မှာခရစ်စမတ်ဆိုလို့ရှိရင်လည်းနင်းကိုဝေါ်ကလေးကိုငါလိုက်ပို့ခဲ့တဲ့ကောင်တဲ့လားအဲ့တော့ဒီငါချိန်မောင်းတာကောင်မဟုတ်ဘူးဘာသာရေးနဲ့ပတ်သက်အသည့်ကိုဟိုလွတ်လွတ်လပ်ထားတဲ့ကောင်ဒါပေမဲ့ဒီကလေးလေးကသူ့သူသူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်မှသူချိန်တဲ့ဘာသာကိုဝင်ပါစေဆိုတော့လေအထက်ထက်ကကပြောထားတယ်အဲ့တော့လူကြီးလှုပ်ချတယ်ပြီးတော့အဲ့ဒါကြီးကိုငါနဲ့ကျွန်တော်နဲ့သူနဲ့အဆက်အသွယ်မရှိရလဲမဟုတ် စက်တင်ဘာ2ရက်နေ့ကလည်းအဆက်အသွယ်ရှိတယ်။သမီးကျူရှင်လာခဲ့ပြီဒီကလှမ်းပို့ပေးတာဟောပြီးတော့စက်တင်ဘာ26ရက်နေ့ကလည်းခလေးနဲ့ပတ်သက်တဲ့အကြောင်းတွေနင်းလိုအပ်တဲ့စားစရာတွေအဆက်တွေငါအဖုံပို့ပေးတဲ့အကြောင်းနင်းကနေတိုင်းမက်ဆေ့ချ်မှာစကားတွေအများကြီးပြောတဲ့အချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခွန်းတလေလေးတော့ဟောတိုင်မြန်မာတွေခွင့်တော်မှာတွေမပြောအ ਨੇ သုံးတော့အသိပေးသင့်တယ်လို့မထင်ဘူးလားနောက်ဆုံးအုတ်ဒီသတင်းထွက်လာတာကဒီနေ့ဗနေ့ရက်လေ9ရက်6ရက်နေ့အထိကျန်တဲ့မိနစ် တနေ့အထိမက်ဆေ့ချ်မှာစကားပြောသေးတယ်။အဲငါရှိမှရှူရင်မနက်ကောင်ကြီးအောင်အဲ့လိုသွားနေရလို့ဟိုနေမာတဲ့ဟာတွေမပို့နိုင်သေးလို့မနေ့ကပြန်ကြရင်ငါရှူရင်ပြီးပြီးအောင်လို့ပို့လို့ရတယ်နင်းနေငါနဲ့အပြင်ကနေပြောနေနေပို့တဲ့စားတွေနင်းနေတော့မဟုတ်အဲ့မှာဒီအကြောင်းဒီကိစ္စတော့အရေးကြီးတာမရှိဘူးပါငါမှအဲ့လိုပြောလို့ဘာသာရေးကိုချင်းမြောင်းလဲကောင်မဟုတ်ဘူးဒါပေမဲ့ဘာသာရေးကအဲ့လိုအရေးမကြီးဘူးဆိုလို့ရှိရင်အဲ့လိုဘာသာတစ်ခုအောက်ကိုသမီးကိုသွတ်သွင်းနေဥစားကြီးအခမ်းအနားကြီးနဲ့လို့ဆရာမလို့ဘူးလေလောက်တယ်ဆိုရတာအရေးကြီးလို့ပေါ့ ဟိုသမီးဟိုကျွန်တော်စိတ်ကငါမွေးတဲ့ကလေးကိုဟိုငါကိုယ့်ရဲ့ဘာသာကိုကိုယ်ကရမယ်ဆိုတော့တိကျတဲ့စိတ်မျိုးလည်းမရှိကလေးလေးကဆန်းနေနေပဲရှိသေးတယ်အဲ့ဒါသမီးကိုယ်နဲ့ကဝင်နေတယ်လို့ငါ့အောင်လားမပြောနဲ့ငါသမီးကြောင့်ငါအသိတော့ဘူးပေါ့ဘူးသမီးအဲ့မှာနေနေရတဲ့အခြေအနေကိုတခုနားလေတယ်အဲ့တော့ကြောင့်မင်းတို့ Sunday school ပဲဖြစ်ဖြစ်ဟာလား Sunday မှာ church တက်လို့ရှိရင် Sunday ရေမဟုတ်တပတ်မှာ9ရက်လုံးခေါ်သွားကြမှာဘုရားကြောင့် ဒါပေမဲ့ဒီလိုမျိုးခန္ဓာကြီးနဲ့တော့လုံးဆရာမလို့သေးဘူးလေကွာတမီးကကလေးလေးရှိနေတာသူ့သူရွေးချယ်ပါစီဆိုတော့သကောက်လည်းထက်ခါထက်ခါပြောတယ်အဲ့ဒါကိုငါ့အတိပေးဖို့အခွင့်အရေးမရှိတာလဲမဟုတ်နေနဲ့ငါ့မက်ဆေ့ချာမှာအများအားပြောနေကြတမီးနဲ့ပတ်သက်ပြီးတော့မနီးကတနည်းအားဖြင့်ပြောသေးတယ်ဆိုတော့အဲ့အချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတလောင်းတလီလေးတောင်အဖေအရင်ခောက်ခေါက်ဖြစ်တဲ့ငါ့ကိုတိုင်မန်နာတွေဟိုအခွင့်တောင်းတာတွေထောင်းအတိလေးတောင်တစ်ချက်မပေးဘူး တော့များတယ်များတယ်ကျွန်တဲ့ကိစ္စတွေမှာသမီးနဲ့ပတ်သက်မမျော်လင့်တာရှိမှာမင်းတို့အဲ့ဘာသာလဲအဲ့လိုကိုဘာသာတွေဝင်လို့ငါတကိုးရှုံသွားတာလည်းမဟုတ်ဘူးငါဘာသာတွေဝင်လို့တကိုးနိုင်သွားလည်းမဟုတ်ဘူးသူဖះကောင်းတယ်ကိုဖះကောင်းတယ်ဖះလူနေရအောင်လဲငါအဲ့လိုဒီမကျင်းမြောင်းတမဲ့ဟိုမီယူပလာဗုဒ္ဓဘာသာမဟုတ်တယ်ငါကအဲ့ခလေးနဲ့ပတ်သက်ဟိုခလေးကိုဝင်အရင်မှကြီးတည်းရညာအဲ့ဘိုက်ကိုပို့ပို့ပြီးတော့ပထမ်းယူပေးခဲ့တဲ့ဖဲ့အေးအဲ့လိုပြောလို့ဟိုဘာသာရေးအကြောင်းပြောတာမဟုတ်ဘူးကွာ ွက်ဒီနေ့ဒီလိုမျိုးသာမပြောထားလို့ရှိရင်ဒါကြီးကသူကတရားဝင် online ပေါ်မှာတရားဝင်ဟိုတနင်္ဂနွေလောက်တကဘာလုံးသိတဲ့ကိစ္စကြီးမှာအနေနဲ့အဖေဖြစ်တဲ့ငါသဘောမတူဘူးကွာဒီကိစ္စကအဲ့ဒါဟိုခရစ်ယာန်ကိုမကောင်းပြောရလည်းမဟုတ်တမိတစ်ပတ်ကိုခြိုက်လို့ရှိရင်အစ္စလာမ်ပဲပဲဝင်ပဲဂျူးလည်းပဲဝင်ဂျင်းဘာသာတွေပဲဝင်ခြိုက်တဲ့ဘာသာတွေဝင်တမိကိုနိုင်ကစဉ်းစားဆုံးဖြတ်တဲ့အရွယ်ရောက်လို့သူရွေးချယ်တယ်လို့ရှိရင်ဘယ်ဘာသာပဲဝင်နောက်တော့ free thing ကောဘယ်ဘာသာမှမကိုးကွယ်ဘူးဆိုလည်းငါတို့အရေးမကြီးဘူးအခုကငါခရစ်ယာန်နဲ့ဝင်ရောလို့ငါဘုရားဘာသာဘက်ကတကူရှုံးွားတယ်ဆိုပြီးပြောတာမဟုတ်ဘူး အဖေအရင်ခေါက်ကောက်ကအနည်းဆုံးတော့အတိပေးတဲ့နေပြီးတော့ဒီကလေးကဆုံးဖြတ်တဲ့အရွယ်မလို့သူသူဝင်သွားမပြောကြိုက်တဲ့ဘာသာဝင်ဟောငါတော်မအဲ့ဘာသာတွေကိုဟိုဘာသာကြီးနဲ့ပတ်သက်ပြီးအကုန်လုံးလွတ်လွတ်လပ်လပ်တွေးတဲ့ကောင်အဲ့လိုချင်းမြောင်းတဲ့လူလည်းမဟုတ်ဘူးဆိုအဲ့လိုတစ်ဖက်သက်ဒီကိုဟိုဘက်ကငါဒီဘက်ကနေအမြဲတခုအဲ့ဘက်ကတခုတုံ့ပြန်တယ်ဒီဘက်ကဘာတခုမှမတုံ့ပြန်လူတွေငါ့ကိုဆဲချက်တလို့ဆဲဘာမှလည်းအဲ့ဒါတွေဘဝမှာငါတော့ဘာလူတွေဆဲတာတွေအရေးလည်းမကြည့်ဘူးဒါပေမဲ့ဒီကကြောင့်မပြောလို့မရတော့ငါသမီးလေးနဲ့ပတ်သက်တာ ပီဘာသာရေးအရေးမကြီးဘူးပြောလို့မရဘူးကွာဒါအရေးမကြီးအဲ့လိုပွင့်လန်းတယ်ဗျခန္ဓာကြီးနေမလုံးနဲ့လေ ဒါတော့အရင်ကတည်းကအမကိုမုန်းတဲ့လူနိုင်ငံကြီးနဲ့ပတ်သက်လို့မုန်းတဲ့လူပဲဖြစ်ဖြစ်ဟလာဒီဘာသာကြီးနဲ့ပတ်သက်လို့ဒီခရစ်ယာန်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့မှတိုက်ခိုက်ခြင်းတဲ့လူတချို့ကလည်းရှိနေပြီးသားအဲ့တော့အမတို့ကိုမုန်းတဲ့အခါနဲ့ဒီလိုမျိုးသတင်းထွက်လာပြီးဆိုလူတွေကတိုက်ခိုက်ခြင်းကြတာပြောခြင်းကြတာလေဒါပေမဲ့အမကိုပြောရင်ဘာမှမဖြစ်ဘူးဒါပေမဲ့ဒါကအမရဲ့အဖေတွေအမရဲ့တာသမီးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမရဲ့မွေးအဖေပေါ့မွေးအဖေနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးတွေဟိုဆော်ကားလာတဲ့အတွက်ကြောင့်အမကဒီဟာလေးကိုသူ့ကိုပြန်ပြီးတော့လည်းပြောပြခြင်းတာရဲ့ဒီ ဘာသာရေးနဲ့ပတ်သက်လို့ဘလို့တွေဘသူကဟိုဘလို့ပြောမလဲအနှိမ်ခံရပြီးဖိနှိမ်ခံရလဲဆိုတာကိုလူတွေကမသိဘူးလူတွေကအမြင်ကိုပဲပြောချတာသူတို့အပေါ်ယံကိုပဲပြောတာဒါပေမဲ့ကိုကအရင်အိမ်တော်နဲ့ပေါင်းခဲ့ပြီးတော့မှဒီသမီးရခဲ့တာဆိုတဲ့အခါကျတော့ဒီအရင်အိမ်တော်နဲ့ပတ်သက်လို့ဘာသာရေးနဲ့ပတ်သက်လို့ဘသူကဘလောက်ထိလှုပ်ပေးခဲ့ပြီးတော့ဘသူကပို့ပြီးတော့မှဘာသာရေးအတွက်ကိုလှမ်းဖူပေးခဲ့လဲဆိုတာကိုမသိဘဲနဲ့ပြောနေကြတဲ့လူတွေကိုပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့အိမ်တော်တစ်ခုမှာ ဘာသာကြားနဲ့ရောက်လက်ထက်တဲ့အခါမှာပြဿနာတွေအများကြီးရှိတယ်။အဲ့ဒါလူတွေကတော့အမြင်မှာတော့မင်္ဂလာပွဲတစ်ခုပြီးသွားရင်ပြီးသွားပြီဆိုပြီးမြင်ကြရတာပေါ့နော်။ဆိုတော့ဘာသာတိုင်းဘာသာတိုင်းမှာဟိုဘယ်လိုပြောမလဲ။ဟုတ်တယ်အမားတော့မရှင်းပြချင်ဘူးကွာ။အခုကအမားပြေဘာထည့်ပြီးဆိုကားစီလာလို့စတီဗင်ရေသူ့ရဲ့အင်တာဗျူးမှာဒီလိုဟာမျိုးဆိုတာကအိမ်မှာပဲကိုယ့်ဘာသာကိုယ်လေး ကိုတိချင်လို့ရှိရင် message ရိုက်ပြီးတော့မေးလိုက်ပေါ့နော်အဲအဲ့လိုမျိုးပြီးတော့သူလည်းမတိတာလည်းမဟုတ်ဘူးကွာတိတာတမီးလည်းဖျားဆောင်နေသွားနေတယ် post လည်းအမအမြဲတမ်းတင်နေပြီးတော့သူဖုန်းဆက်တာလည်းဟဲ့တမီးဖျားဆောင်သွားနေတယ်တိရမလားအဲ့လိုမျိုးတွေအမဖြေပြီးရယ်ပေါ့နော်အခုကကြတော့အမအဖေဘာလာပြီးစော်ကားလာတဲ့ခါကျတော့သူကတော့ interview ထဲမှာဖြေလိုက်တာပဲအမတို့ကပဲဟိုဟိုခလေးကိုငငယ်လေးထဲကဒီလိုမျိုးပေါ့နော်ဆွဲနေတယ်ဆိုတဲ့ဟာမျိုးလေးတွေကြတော့ကွာမကောင်တိရမလားငိန်နေရယ်ဆိုလို့ရှိရင်လည်းလာအောင်မယ်အမတို့ကပဲမှန်နေလို့ပြပြော ငြိမ်ခံလိုက်တယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲအခုတော့မှကြည်ပါလားဝင်ဆဲကြတာလေတွေ့ရမလားအဲဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မြန်မာကိုခုတုံးမလုံးနေတော့ဘာလို့အဲ့လိုမျိုးတွေလာတာလေဆိုတော့ခါကြဘာသာရေးနဲ့ပတ်သက်လို့ကတော့ဟိုလွတ်လပ်ခွင့်ဆိုတာလူတိုင်းမှာရှိတာပေါ့နော်ဆိုတော့ခါကြဆုံးဖြတ်တာလေအမသမီးကသူကသူဆုံးဖြတ်တာအဲ့ဒီတော့ဒီအကြောင်းကြီးကိုမသိဘဲနဲ့အမကပြောနေကြတဲ့လူတွေအမပြဿနာလဲ မဖြစ်ဘူးအမဘာမှလည်းမဖြစ်ဘူးလက်လူရှုလက်လူရှုထားတယ် neglect လုပ်ထားဒါပေမဲ့သူကိုယ်တိုင်ကလာပြီးတော့မှအခုလိုမျိုးပြောလာတဲ့အတွက်ကြောင့်အမကပြောချင်တာပေါ့နော်ဟိုဟို သူတယောက်တည်းပြောသူတယောက်တည်းတည်တဲ့ပုံစံမျိုးပေါ့သူသိချင်လို့ရှိရင်သူအမကိုမေးလို့ရတယ်လေသူပြောသလိုပဲအမနဲ့သူနဲ့ကြားထဲမှာသမီးနဲ့ပတ်သက်လို့အမခွင့်ပြုထားတဲ့တခုရှိတယ်သူနဲ့အမနဲ့အိမ်တော်ကွဲပေမဲ့အမဒီသမီးသူ့ဖေနဲ့ဆက်သွယ်လို့ရအောင်လို့အမရဲ့ဖုန်းဒီ messenger အမြဲဖွင့်ပေးထားတယ်အခုလက်ရှိပေါင်းနေရောက်ကြတော့လေအမျိုးသားကိုလည်းအမပြောထားတယ်အဲသူ့ဖေကသူ့သမီးအတွက်လိုတာရှိလို့ရှိရင်မေးတာမျက်နှာသူ့သမီးနဲ့ဖုန်းပြောတာမျိုးအတွက်ငါခွင့်ပြုထားတဲ့ငါ့ရဲ့ messenger ကိုသူ့ပေးသုံးထားတယ်ဒီမှာ73နှစ်မပြည့်မချင်းဖုန်းသုံးခွင့်မရှိဘူးအဲ့အတွက်ကြောင့်အမတို့သမီးကိုဖုန်းပေးမကင်နဲ့အတွက်ကြောင့် ော်သူဒီ messenger တဆင့်ပဲအမစီက messenger ကနေပဲတဆင့်တမီးကိုပြောရတယ်ပေါ့နော်အခုကအမအမားလို့ပြောနေကြလိမ့်မယ်လို့ရှင်းပြချင်တာဘာလဲဆိုတော့အမနဲ့သူနဲ့အိမ်တော်မပြုတ်ခင်ကတည်းကသူအာအမကိုခရစ်ယာန်မန်းလည်းတည်တယ်အမလည်းသူဗုဒ္ဓဘာသာမန်းတည်တယ်အမအဖေမေဒီဆိုတာကလည်းဘာသာကွဲချင်းချင်းယူထားတာအမမေဒီဗုဒ္ဓဘာသာအဲ့ဒီတော့ဆိုအမဘာသာရေးနဲ့ပတ်သက်လို့ဘာမှပြဿနာမရှိတာဒါပေမဲ့တကယ်တမ်းအိမ်တော်ပြုတ်တဲ့အခါမှာပြဿနာရှိတာက သူကသူ့ဘက်ကနေပြီးတော့မှအမကိုပြဿနာရှာရတယ်အများကြီးပဲเนาะအမအိမ်ကိုဖုန်းကြီးတွေလာတယ်ဟလာကိုပွဲမှာစုံရင်းနဲ့မှဖုန်းဖုန်းကြီးကျမကတော့ဒီဟိုဟိုဘိုင်ဘယ်နဲ့ပတ်သက်လို့တိတ်ပြီးတိတ်တိတ်ချာချာလေးမသိဘူးအဲ့ဒါကြောင့်ဘိုင်ဘိုင်ဘယ်ဖတ်တာလေးရှင်းပြပေးပါဆိုပြောတဲ့အတွက်ကြောင့်ဖုန်းကြီးနဲ့ပွဲမှာခင်သွားတဲ့အတွက်ကြောင့်ဖုန်းဖုန်းကအိမ်ကိုလာပြီးတော့မှ ဒီ password ပေါ့နော် stamp ဖတ်စရာကနေပြီးတော့လာတင်ပေးဖို့အတွက်အေယူလာတဲ့ခါကျတော့လေဖုန်းကြီးကိုစော်ကားမော်ကပြောပြီးပြန်လွှတ်လိုက်တယ်စိန်ခေါ်တယ်ဖုန်းကြီးကိုဟိုလေငါလည်းဗုဒ္ဓဘာသာအကြောင်းငါဖြည့်ရှင်းမယ်မင်းရောမင်းရဲ့ Christian နဲ့ပတ်သက်လို့ချက်ချက်နဲ့ချက်လက်ချက်လက်ဖြည့်ရှင်းနိုင်သလားဆိုပြီးတော့ဖုန်းကြီးကိုတခါတည်းစကားကိုပိတ်ပြောပြီးတော့မောင်းထုတ်လိုက်တယ်ဒါမျိုးတွေကဘယ်သူမှမသိတဲ့အချက်တွေเนาะအမဆိုလို့ရှိရင်ဘယ်လောက်ထိဟိုဘာသာရေးလက်ခွင့်ပေးသလဲဆိုလို့ရှိလို့ရှိရင် ဒီအမျိုးသားနဲ့ပတ်သက်လို့ तू ဖျားတယ်ခြင်းနဲ့ဟလာ तू ကဟိုဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ယောက်ျားတယောက်ကဖျားတယ်တယ်ဆိုလို့ရှိရင်ဖုံးကံမြင့်နေဆိုတဲ့ဟာမျိုးသူ့ဘဝမှာဖျားတယ်ဘူးခြင်းနဲ့ပြောလို့အမနေမှာ မရရအောင်ပတ်စံကိုရာချီကုန်ခံပြီးတော့မှဖျားတည်ပေးခဲ့တယ်တကယ်တမ်းဆိုအမကဗုဒ္ဓဘာသာမဟုတ်ပါဘူးခရစ်ယာန်မှာဒါပေမဲ့လူတရားရဲ့စိတ်ကိုဘယ်လောက်ထိအလေးထားလဲလူကြက်ကိုဘယ်လောက်ထိဘာသာရေးကိုလက်လက်ခွင့်ပေးထားလဲဆိုတာကိုအမပြောပြတာနော်ခုံယူလင့်ခြင်းလို့ပြောတာမဟုတ်ဘူးသိလားဆိုတော့မဟုတ်လို့ရှိရင်အမတို့ခရစ်ယာန်တွေကပဲအငြင်းန်းလူတွေကိုဆွဲပြီးတော့မှသွင်းနေသလိုလိုဘာလိုလိုတွေပြောချလုံးလို့ပါဆိုတော့ပြီးတော့ကထိန်ဆိုလဲခင်းတယ်နော်ပကံမှာခင်းတယ်ပကံမှာအကုန်ရှိသမျှပတ်စံပုံဩပြီးတော့မှလှူတာ သူတို့ကရပြီတမီးအဲ့လောက်ပဲလှူလေရတယ်လေလို့ပြောတဲ့ချိန်မှာကိုကမဟုတ်ဘူးကိုကမရှိနေတာအိတ်ဖုံအိတ်တုံမှာဖောက်အကုတ်ဖာမအကုန်လုံးလှူပေးခဲ့တာအဲ့လောက်ထိကိုရရရရအမှားအလှူဘက်မှာရောသူတို့ဘာသာရေးနဲ့ပတ်သက်အကုန်လှုပ်ပေးခဲ့တယ်ဆိုတဲ့ခါကျဒီလိုမိမမျိုးအမတမီးကိုဟိုဟိုသူ့ကိုကြော်ပြီးတော့မှဘာသာလဲတွတ်သွင်းနေဆိုတဲ့ပုံစံမျိုးပေါ့အင်တာဗျူးမှာဖြေတယ်တကယ်လားဆိုလို့ရှိလို့ရှိရင်သူနဲ့တမီးနဲ့အမဆက်သွယ်ဖို့တော့ခွင့်ပြုထားတာတွေကကြားလာပြီကွာဒီရောက်ခရေက ဒီရောက်ခရက်အခွင့်ပြုထားတာတမီးဖုန်းပြောတယ်သူနဲ့အမဘရောမသူတို့နာမှာမနေဘူးဖုန်းပြောတဲ့အတိုင်းအမဘာသာအမဟင်းချက်ဆရာရှိချက်တယ်နင်းမီးဘူးတိုက်ဆာရှိတိုက်တယ်သူနဲ့တမီးနဲ့ကြားထဲမှာဆက်တွေ့ပြီးပြောတဲ့စကားအမတခုမှလည်းမကြားချင်ဘူးတိလည်းမတိချင်ဘူးတမီးကသူ့အဖေကိုဘာပြောလဲဆိုလည်းအမမတိချင်ဘူးသူနဲ့တမီးနဲ့ကြားထဲမှာသူကသူရှိပြီးသားအဲ့တော့ဒီဖုန်းဖွင့်ထားပေးခြင်းကသူနဲ့တမီးနဲ့ဆက်တွေ့ဖို့ပဲအမမအိမ်လောင်ရှိတယ်အမမစီးရှိတာနောက်အိမ်လောင်ပြုထားတယ်နောက်အိမ်လောင်ရဲ့ယုံကြည်မှုနောက်အိမ်လောင်ရဲ့ တစ္ဆာနောက်ရင်နာပေါ်မှာတစ္ဆာရှိမှုဆိုတာအမထားဖို့ထားရမယ်အလကားနေနဲ့ဖုန်းနဲ့ပြောနေရအောင်လိုက်ပြီးဝင်ပြောနေပြီးတော့လိုက်ပြီးတော့မှစာတွေပို့ပြီးတော့လိုက်ပြီးသတင်းပေးနေရအောင်လို့လေအဲ့လောက်ထိအမကတာဝန်မလိုအပ်ဘူးကွာအဲ့ဒါသူပြောလို့သူ့အမ respect မပေးဘူးပေါ့ဟိုတမီးနဲ့ပတ်သက်လို့သူ့ကိုပြောရမယ့်ဟာဒီမှာအမက ြောဖို့ပြောရမယ့်ဟာဒီမှာပေါ့နော်သူ respect ပေးပြီးမပြောဘူးလို့သူပြောတယ် respect ဆိုတာကသူနဲ့အမနဲ့ယူထားတဲ့အချိန်တုန်းကဟိုပြောချင်းပြောရတဲ့ဟာတွေအတိပေးတဲ့နဲ့ဟာတွေကတရေးချင်ရ respect ကတော့ပေးရမှာပေါ့ယူထားလို့ရှိရင်ပေါင်းနေစေဆိုလို့ရှိရင်တော့လေအဲယောက်ျားကြီးဒီလိုတော့တမီးရရှိတယ်ဆိုပြီးပြောနေရမှာပေါ့အခုဟာအမနဲ့တမီးရလည်းကွဲသွားပြီကွာပြီးတော့ တမီးနဲ့ပတ်သက်လို့ပြောချင်တဲ့ဟာကိုလေတမီးစီကလည်းဓာတ်ရိုက်ချရအောင်လို့အမပြောရင်လည်းလိန်နဲ့ဖြစ်မှာဆိုလို့တမီးနဲ့ဖုန်းပြပေးဝင်ကိုသူ့ကိုပေးထားပြီးသားပြီးတော့တမီးဖျားဆောင်တတ်တယ်နော်တမီးဟိုကလှုပ်တယ်ဟိုဗာလဲဖျားဆောင်မှာခྱི་ထွက်တယ်ဖျားဆောင်တတ်တယ်ဖျားစကားတင်တန်းသွားတယ်အဲ့ဒါဒီအားလုံးလည်းနေ့စဉ်နဲ့အမအမ post တင်နေတာပဲအမအကြောင်မသိရလို့မရှိဘူးအမရဲ့ wall နဲ့ဝင်ကြည့်လိုက်ပါပြီးတော့အမ Facebook ထဲမှာ live လုပ်တဲ့အခါမျိုးအမအမြဲတမ်းဖျားဆောင်မှာတမီးနဲ့သွားလေလာတယ်သူမြင်တယ် တည်သူဖုန်းခေါ်တဲ့အချိန်မှာသမီးမရှိဘူးဟုတ်တယ်သမီးဖျားကြောင်းသွားနေတယ်ဟဲ့သူပြောလိုက်တယ်အော်အေးအေးပြီးမှပြန်ခေါ်မယ်အရင်နေ့တုန်းကသူအေးစစ်စစ်ပဲကွာတည်လာပြောချင်တာသူတည်တယ်အမေစီမဘလို့လို့ဟိုအမကဗုဒ္ဓဘာသာမဟုတ်တဲ့တော့ကြအမဗုဒ္ဓဘာသာအကြောင်းကိုလည်းသင်လို့မရဘူးဗုဒ္ဓဘာသာကြောင့်အမနားမလဲဘူးသမီးဒီကိုရောက်လာတဲ့အချိန်မှာလွန်ခဲ့တဲ့၃နှစ်ရောက်လာတဲ့အချိန်တုန်းက မတိုင်ရင်တော့ကတော့သူချမ်းခုံပါပေါ့နော်အမစီမရောက်လာခင်လွန်ခဲ့တဲ့၃နှစ်လောက်ကတမိကိုသူဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ဖျားစာတွေတင်ပေးတဲ့ဟာတွေကိုဗီဒီယိုလေးနဲ့သူ့အဖွားတင်ပေးတာလားမသိသူ့ရဲ့တူမနဲ့လားမသိဘူးတမိလေးရွတ်နေတာဆက်လေးပစ္စည်းလားဆက်လေးပစ္စည်းရောလားအဲ့ဒါအရွတ်နေတာအမတွေ့အမဘာမှမပြောဘူးဟုတ်တယ်လေအမတို့ဟာကော်ဖီနဲ့လက်ဖက်ရည်ဟိုကော်ဖီနဲ့နို့လို့ပဲကော်ဖီနဲ့နို့ရောတဲ့အခါကြာလို့ရှိရင် ဟိုနော့လိုပဲဖြူစွတ်မနေဘူးကွာအယောင်ကတော့ရောနေမှာပဲတမီးကဟိုဘက်ကောဒီဘက်ကောဘာသာရေးမှာဟိုဘာသာမတူတဲ့လူနေရောက်ပေါင်းလာတာဖြစ်တဲ့အတွက်ကြောင့်တမီးမှာနှစ်ခုလုံးတိပိုင်ခွင့်ရှိတယ်ဒါပေမဲ့အခုသူအင်တာဗျူးမှာဖြေသွားတာနော်အမအဖေကတဲ့နော်ဘလောက်များပေါ့နော်ဘာသာရေးကိုတမီးဦးနဲ့ပတ်သက်လို့သူ့မီးကိုစွဲတယ်လဲဆိုတာမျိုးပေါ့သူဖြေသွားတဲ့ပုံစံဟို ဘိုးတော်ကတဲ့ဟိုခလေးကပါပေါ့နော်အသက်က2နှစ်3နှစ်4နှစ်ပဲရှိသေးတယ်ပေါ့နော်သူကသူ့စီရလို့ရှိလို့ရှိရင်လည်းဘုရားသခင်အကြောင်းကြီးတင်တယ်ပေါ့ပြောတယ်ပေါ့နော်ဘုရားစာကြီးတင်ပြီးတယ်ဆိုတင်ပါပေါ့အမတို့ဒီမွေးရပါမိယောဖလာခရစ်စတန်တွေဖြစ်ကြတယ်အဲ့တော့အမအေဘက်ကမိဘတွေကလည်းဟာလာခရစ်စတန်ဖြစ်တဲ့အတွက်ကြောင့်သူတို့ခရစ်စတန်လိုပဲတင်တတ်မှာပဲဟာလာစမ်းစာတွေဖတ်ပြပြီးရှင်းပြမယ်ဘုရားသခင်ကဘာလဲဆိုတာပြောပြမှာပေါ့ဒါကအမဖေကဘုရားကြောင့်မှဘုရားလူကြီးဖြစ်တယ်ဘုရားစာဖတ်တဲ့စမ်းဖတ်တဲ့ဆရာဖြစ်တယ်ပြီးတော့ခလေးတွေစမ်းစာတင်ပြီးတဲ့ဆရာဆိုတဲ့အတွက်ကြောင့်သူလောက်တတ်တာသူလောက်တာပဲဒါကလူကြီးတယောက်အနေနဲ့သူ့ရဲ့ ဲ့မီးကိုကောင်းတဲ့ရာတင်ပေးတာလေသမီးရေခိုးပါတတ်ပါလူတတ်ပါလို့ဟိုလုတ်ပြီးတော့တင်ပေးတာမှမဟုတ်တာအဲ့တော့လူဆိုတာကိုတည့်တဲ့အရာကိုပဲတင်ပေးလို့ရမှာပေါ့ဒါဟာအမအဖေကခလေး၃နှစ်အရွယ်၄နှစ်အရွယ်ခလေးတက်ကိုဆွဲတယ်ဆိုပြီးသူဖြေထားတဲ့အင်တာဗျူးမှာအမကြည့်လိုက်တဲ့ခါကျစိတ်မကောင်းဘူးအမဆိုလို့ရှိရင်သမီးဒီရောက်လာတဲ့အချိန်မှာအော်သမီးဟလာအမေတွေ့တယ်အွန်လိုင်းပေါ်မှာသမီးဟိုဟာအဖေတင်ထားတယ်သမီးနဲ့ပတ်သက်လို့ဘာသာရေးကြောင်းသမီးရဲ့အဖွားတင်ပြီးထားတယ်သူ့မှာလည်းတင်ပိုင်ခွင့်ရှိတယ်ကွာတိလား တိလားသူကလည်းတင်ပိုင်းမရှိအမတင်ခွင့်လည်းပေးထားခဲ့တာပဲသူနဲ့တမီးကတနှစ်ခွန်းနှစ်နှစ်ကျော်လောက်အိုအမမရှိတဲ့နေရာတမီးကနေခဲ့တာပဲရန်ကုန်မှာလေဆိုတော့သူတို့တင်ချင်သူတို့တင်တာပဲသူတို့လည်းပို့ချင်သူတို့ပို့တာပဲဖခင်တွေသွားတာပဲလောက်ကြတာပဲလေအမဘာပြောခဲ့လဲတခွမှအမမပြောအမကအတိပေးခဲ့လားအဲ့ဒီတုန်းကရောတမီးဖခင်သားတွေညွတ်နေတာမျိုးတို့သူတို့အမအမှန်တမ်းပြောရင်ကွာဗုဒ္ဓဘာသာဆိုဒီမှာမွေးရပါမွေးလိုက်တာနဲ့ဥငဲဆိုတာနဲ့ ုဒ္ဓဘာသာဖြစ်သွားတာလားဟာလာဖះစာဖတ်ပြီးတော့မှဗုဒ္ဓဘာသာဖြစ်တာလားမိသီလားရှင်ဝေးလိုက်တော့မှဟိုတင်ငန်းချုပ်တော့မှဟိုဗုဒ္ဓဘာသာအစဖြစ်တာလားဆိုတော့အမနာမလဲဘူးဒါပေမဲ့အမဘာသာအရဆိုလို့ရှင်ခလေးကဥဝဲဆိုတယ်မွေးတာနဲ့ဟိုခရစ်စတန်မျိုးဖလားဖြစ်ပါစေခရစ်စတန်မဖြစ်သွားဘူးမိဘတွေကိုယ်တိုင်ကိုကဟာလာဒီဟိုဘယ်လိုပြောမလဲဘတ်တိုင်းလောက်ပေးရမယ်ပြီးရင်ခရစ်စမတ်အပရှင်လို့ဟာလာဖတ်စ်ကွန်မြူနီယံရအောင်လို့ဖះကြောင်ကိုနားလဲအောင်လို့ဖះကြောင်ကိုပို့ပေးရမယ်ဒါမှပဲဒီကလေးဟာခရစ်စတန်ဖြစ်မှာ ရိုးရိုးမွေးလိုက်တာနဲ့ဟိုဖျားဆောင်ကိုခေါင်းမူးချုပ်ပြီးတက်လို့ဟိုခရစ်စတန်ဖြစ်မသွားဘူးအဲ့တော့တရားနဲ့တရားကဘာသာအယူဆခြင်းလည်းမတူတဲ့အတွက်ကြောင့်သူ့ရဲ့ဗုဒ္ဓဘာသာဖြစ်ခြင်းလေကိုယ့်ရဲ့ခရစ်စတန်ဖြစ်ခြင်းဟာသူ့အတွက်နားလည်မှုဆိုတာသူမရှိဘူးနားလည်လည်မှာလည်းမဟုတ်ဘူးအဲ့တော့ကြောင့်အမကတော့ ရှင်းတယ်သူနဲ့နေတဲ့အချိန်မှာလည်းသူ့ကိုပေးတင်တယ်အမရဲ့မိဘတွေနဲ့တမီးလေးရှိတဲ့အချိန်မှာလည်းအမအဖေတင်တာအပြစ်မဟုတ်ဘူးဒါပေမဲ့အဲ့လိုတစ်ဖက်ဆောင်းနေအမတို့ကဟိုခရစ်စတန်ဘာသာကိုဆွဲပါတယ်ကလေးငယ်ငယ်လေးကိုအမအဖေကတင်ပါတယ်ဆိုတော့အမအဖေဒီကြမ်းဖက်စရာတင်ပါပို့ဟုတ်လားသူတို့တော်မှတင်သေးတာပဲဒါဟာအပြစ်မဟုတ်ဘူးကွာဘာသာမျိုးရဲ့နှစ်ယောက်ယူထားတာဆိုတဲ့အခါကျတော့ဒါကိုသူတို့နားလည်မှုရှိရမှာပေါ့နော်အယိုလာလဲတဲ့ဟိုဖုန်းကြီးကိုတော်မှခမားလဲဟိုဘာလဲကျုပ်ဒါကကျုပ်အိမ်ခမားမှာဟိုဘာသာရေးနဲ့ပတ်သက်လို့ကျုပ်မိန်းမကိုဟိုဘယ်လိုပြောမလဲ ဟိုကျန်းစာလာရှင်းပြမယ်ဆိုလို့ရှိရင်ကျုပ်ကိုအရင်နားလည်အောင်ရှင်းပြလိုက်တို့ကျုပ်ခမားကိုလောင်းကြီးထပ်မယ်တို့ခမားပြောခမားရှင်းခမားဘာသာအရာခရစ်ယာန်ကိုဘလို့ရှင်းမလဲနားလည်အောင်ကျုပ်ကိုဂျန်းလေလက်ရှင်းစမ်းဆိုပြီးတော့မှဟို ဖုန်းကြီးတယောက်ကိုစိန်ခေါ်တာမျိုးကဟိုဘယ်လိုပြောမလဲကွာဒါ respect မရှိတာပေါ့နော်ဆိုတော့အမကအများကြီးသီးခံခဲ့ပါတယ်ဆိုတဲ့အခါကျတော့ဒါတွေကလူတွေကမသိတဲ့အခါကျတော့အမကပဲအဲခရစ်စတန်တွေကဟုတ်တယ်ပြောလိုက်လို့ရှိရင်ကိုယ်ဝိုင်းဆဲကြအဲခရစ်စတန်တွေကဟုတ်တယ်သူတို့ကသူတို့ဘယ်သူတို့ပဲဆွဲကြဆိုအမတမီးအမလေးခရစ်စတန်လည်းပတ်သက်တာခါမှမဆွဲခဲ့ဘူးတမီးဒီရောက်လာကြတယ်အမဖះညတိုင်းရှိခိုးတိုင်းတမီးကလည်းဘေးမှာကြည့်အမေတမီးကိုလည်းတင်ပေးပါလားတမီးကလည်းဖះမရှိခိုးတတ်ဘူးဖះမရှိခိုးတတ်ဘူးဟဲ့တမီးတမီးကိုလည်းရန်ကုန်မှာဖွားဖွားကြီးတင်ပေးတယ်မဟုတ်ဘူးလားဆလေးပစ္စည်းရွတ်တာတို့ဟလာဟိုဘာလဲမြစ်တာ ူရတယ်ဗျသမီးလောက်တယ်မဟုတ်လားအမေတွေ့ရလေဆိုဟင်သမီးအဲ့ဒါဒီမှလည်းမမှန်မိဘူးနားလည်းမလဲဘူးဆိုကိုယ့်ရဲ့ဘာသာတစ်ခုကိုဝင်စေခြင်းနဲ့သိစေခြင်းနဲ့တတ်စေခြင်းနဲ့ဆိုလို့ရှိလို့ရှိရင်ဝေမျှရတယ်ရှင်းပြရတယ်သင်ပေးရတယ်ကွာတိလားအဲ့ဒါကအမှားမဟုတ်ဘူးကိုယ်တိတိကျကျမသင်ပေးခဲ့လို့ခလေးကြီးကမသိခဲ့ဘူးသူ့အချိန်တစ်နှစ်ခွဲကျော်နှစ်နှစ်အမစီသမီးမရောက်လာခင်မှာအချိန်နဲ့အများကြီးပဲပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့သူတင်လို့ရတာပဲကွာပြောလို့ရတာပဲတိလားဒါအမကဟို အမစိတ်ထဲမှာရှိကုန်မရှိဘူး။ तू တမီးကိုဘာသာရေးကြောင်းတင်းတင်းမတင်းတင်းတမီးရဲ့လွတ်လပ်ပိုင်းကိုလွတ်လပ်စွာ तू ရွေးချယ်ပြလို့ရတယ်။ तू တင်ပေးရလို့ရတယ်။ဒါပေမဲ့တမီးကသူတို့ဘာသာနဲ့ပတ်သက်လို့ဟိုအသက်၄၅နှစ်မှာဟိုအမလည်းပြောလို့ရှိရင်အမဖေတမီးကိုတင်ပေးခဲ့တဲ့အသက်က၂နှစ်၃နှစ်ပါ။ तू တင်တဲ့အချိန်ထက်တော့ငယ်ပါသေးတယ်။ तू စီမှာတမီးနေနေတဲ့အချိန်မှာအသက်က၄၅၆နှစ်ဖြစ်နေပါပြီတမီးကလေ။ဆိုတော့တမီးကိုသူတို့ကတိတ်တိတ်ချာချာဗုဒ္ဓဘာသာအကြောင်းတင်ပေးနိုင်လဲဆိုလို့ရှိရင်အမစီရလာတဲ့အခါမှာတမီးကဘယ်လိုပြောမလဲ။ ဟိုအမကိုဗုဒ္ဓဘာသာနဲ့ပတ်သက်လို့သူဖျားရှိခိုးနေလေပြောပြမှာပေါ့အခုကတမိကတခုမှလည်းမသိတဲ့အပြင်ကိုဟိုပြောရမယ်ဆိုလို့ရှိရင်တော့ကွာဗီဒီယိုတစ်ခုဖြစ်အောင်ပဲကောက်တင်ပြီးတော့တင်ပေးလိုက်တဲ့ဟာလေးပဲဒါမဲ့နေ့တင်နေတိုင်းဖျားရှိခိုးနေလေလည်းမတင်သေးဘူးဆိုလို့ရှိရင်ဒါကအလကားပဲလေတိလားအလကားပဲတိလား ဆိုတော့အခုချိန်မှာလေအမဘုရားဘာသာကြီးဝိုင်းဆဲကြမှာပဲဘာဖြစ်လဲဆိုတော့သူတို့ကတော့သူတို့ဘာသာမှန်တယ်သူတို့ဟိုအဖေကိုအတိမပေးဘဲနဲ့ဟိုတွင်းလိုက်လို့ဆိုပြီးတော့မှအမဝိုင်းဆဲကြမှာဒါပေမဲ့ဒါတွေရဲ့နောက်ွယ်မှာအများကြီးပဲအမှန်တရားဆိုတာရှိတယ်ကွာတိလားဆိုတော့အမကတပည့်ကိုတွတ်တွင်းတာမဟုတ်ဘူးတမီးဒီသူကိုယ်တိုင်အမဖះရှိခိုးတာအမဖះအကြောင်းဟို ကျန်းစာဖတ်တဲ့ဟာလေသူနားထောင်ပြီးတော့မှအမေဒီလိုမျိုးလားတမီးကလေဖះเจ้าကိုတည်တည်ချာချာမသိဘူးတမီးဖះเจ้าကိုသိချင်တမီးအမေကဖះเจ้าကိုအမေသိတယ်လားပဲသိတာတမီးတကယ်လို့သိချင်တယ်ဆိုလို့ရှိရင်တော့ဖုန်ကြီးနေမိသီလာရှင်နေနဲ့ဖះเจ้าတက်ပြီးတော့မှဖះစကားတင်နှန်းเจ้าကိုတက်မှရမယ်အမေကတော့တမီးကိုသိချာမရှင်းပြတတ်ဘူးတကယ်လို့တမီးဗုဒ္ဓဘာသာပဲဝင်မယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ပတ်သက်လို့ဖဖကြီးကသိတယ်အဲ့ဒါလေအမေမှားပေးမယ်လူချုပ်ညာပြောတယ်မဟုတ်ဘူး အမေသမီးကအမေရဲ့ဘာသာကိုသိချင်တယ်။သမီးဖျားသခင်ကြောင့်သိချင်တယ်။သူကသူစုံစမ်းတာလေ။အဲ့တော့အမကရှင်းပြတယ်။အမရှင်းပြတဲ့ဟာကသူ့ကမလုံလောက်ဘူးဆိုလို့ရှိရင်သူကသူဖျားကြောင့်တက် သူကသူလေ့လာအမတို့ခရစ်ယာန်မှာလေဖျားသားစခြင်းတက်တာနဲ့ခရစ်ယာန်တမ်းမဖြစ်သွားဘူးနော်သိလားအချိန်တစ်ခုယူရလူတယောက်ကတကယ်ဖျားဟုတ်ချစ်သလားနားလေသလားဖျားကြောင့်လေ့လာခြင်းသလားဆိုတဲ့ဟာကိုအရင်ဆုံးသင်ယူရတယ်ပြီးတော့မှအားလုံး ready ဖြစ်ပြီးဆိုတော့မှဟုတ်တယ်တမိဝင်ခြင်းနဲ့အမေလို့သူကိုယ်တိုင်ပါဇက်ကပြောမှအမတို့ကတွင်းပေးလို့ရတာဒီခေါင်းကန်ကြီးပါခေါင်းကန်ဖခင်ခေါင်းကန်မိခင်ဆိုတော့လေသူကိုယ်တိုင်ရွေးရတာအမတို့က ဟိုဘယ်လိုပြောမလဲအတင်းထွက်သွင်းလို့မရဘူးကွာအဲ့တော့အမတို့ခရစ်ယာန်အကြောင်းကိုလည်းမသိဘဲနဲ့အမဝိုင်းဆဲရတဲ့လူတွေအများကြီးပဲအဲ့တော့အမဒီဘာသာရေးလွတ်လပ်ခွင့်အပြည့်ပေးထားပါတယ်တမီးကိုအမကိုယ်တိုင်မှအမအရင်ယောက်ျားကိုဖျားတယ်ပေးခဲ့တဲ့လူပါအမရောစိတ်ချမ်းသာပါစေယောက်ျားကောင်းဖြစ်ပါစေဆိုရဲစိတ်နဲ့သူ့ရဲ့ဆန္ဒဖြည့်ဆည်းပေးခဲ့တာဆိုတော့ပြောရမယ်ဆိုလို့ရှိရင်လူတိုင်းဒီဟိုလွတ်လပ်ခွင့်ရှိပါတယ်အခုအမတမီးခရစ်ယာန်ဖြစ်သွားလို့ तू ကအခုမှကောက်ခငင်ကာကြီးသူ့ကိုအတိမပေးဘူးဆိုပြီးတော့မှမီဒီယာပေါ်မှာထပြီးတော့ပြောတာပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီဟာတွေမတိုင်ခင်မှာလဲသူနဲ့ပတ်သက်လို့ဒီ ခရစ်စတန်နဲ့ပတ်သက်လို့ဖျားသားသွားနေရတယ်ဖျားသားတင်တတ်နေရတယ်သူကိုယ်တိုင်သိတယ်ကွာ trip တွေထွက်နေရတယ်သူကိုယ်တိုင်မြင်နေကြတယ်ပြီးတော့သူနဲ့တမီးနဲ့လည်းအမြင်နဲ့ဖုန်းတွေပြောနေအမသူနဲ့တမီးနဲ့ဖုန်းတွေပြောနေအကြောင်းလည်းအမစိတ်ဝင်စားဘူးဘာကြောင့်လဲဆိုတော့သူဒီဖခင်တရားဖြစ်တယ်တမီးအတွက်ဒါပေမဲ့အမနဲ့ပတ်သက်မှုဘာမှမရှိတော့ဘူးအဲ့တော့အမကသူ့ကိုတစ်ချိန်လုံးကြီး priority ပေးပြီးတော့သူ့ကိုဒီလိုဒီလိုနေ့တိုင်းရှင်းပြရအောင်လည်းအမမှအိမ်အောင်ရှိပြီးသားကွာသိလားအားလုံးသောသူတွေဟာကိုယ့်အချိန်နဲ့ကိုယ်ဘသူ့မှအမမှစိတ်ဝင်စားဖို့အချိန်လည်းမရှိဘူးရှင်းပြဖို့အချိန်လည်းမရှိဘူးတခုခုဆိုလို့ရှိရင်အမမှခလေးတောင်းအောင်လည်းပြေးလွှားနေရတာဆိုတော့ အရင်အိမ်တော်ရဲ့ကိစ္စတွေလည်းအမောင်က basket pass is pass ပဲအမစိတ်ဝင်စားတော့တမီးနဲ့သူနဲ့ connection ရဖို့အတွက်အမဖုန်းလည်းပေးပြောထားတယ်အရာအလုံးအမလုပ်ပေးပြီးသွားပြီးတစ်ချက်ဘာမှပို့ပြီးလိုချင်လို့တော့မရဘူးဒီဘာသာရေးနဲ့ပတ်သက်လို့လည်းတမီးကသူ့ဟာသူရွေးချယ်တာအမေတမီးကိုယ်တိုင်ရွေးချယ်တာသူ့ပြောသူပြောပြီးသွားပြီးဒီဘာသာရေးကိုကိုဗုဒ္ဓဘာသာကနေပြီးတော့ခရစ်ယာန်ကိုပြောင်းတာလည်းမဟုတ်ဘူးတမီးကဗုဒ္ဓဘာသာကနေပြီးတော့ထွက်ပြီးတော့မှခရစ်ယာန်ကိုဝင်တာလည်းမဟုတ်ဘူးခရစ်ယာန်ကနေပြီးတော့မှ ဟိုဘယ်ခရစ်စတန်ဘာသာကိုဝေးမယ်ဆိုပြီးသူ့ဘာသာဆုံးဖြတ်တာဖြစ်တဲ့အတွက်ကြောင့်ဒါကအမကဘာမှသူ့ကိုသွတ်သွင်းလို့မရဘူးသူကိုယ်တိုင်တမီးဖျားချောင်းသွားနေတယ်လိုက်ဖို့ပေးဆိုလို့အမအမျိုးသားအခုလက်ရှိအမပေါင်းနေအမျိုးသားအိမ်ကလူတွေကအလုပ်ပြတ်ခံပြီးတော့မှလိုက်ဖို့ပေးတာနော်စနေနေ့ကနေလည်းမကဘူးတခြားရက်တွေပါပါဒီလိုမျိုးညနေပိုင်းညတောင်းပြရတယ်ပို့ပေးရတယ်ပြီးတော့သူတို့ကြောင်းမှဘာသာတွေရွေးရတယ်အဖျားသခင်ကြောင်းသိရှင်တဲ့လူကဖျားသခင်ကြောင်းကိုစက်တင်ခွင့်ရှိတယ်ယေရှုအကြောင်းပန်းစာအကြောင်းကိုတင်ပေးတဲ့အချိန်မှာ တက်ချင်လဲရတယ်မတက်ချင်လဲရတယ်ဒါပေမဲ့သူကိုယ်တိုင်အဲ့လားရွေးချယ်ပြီးတော့တက်တာအဲ့တော့ဒါတွေနောက်ကျောင်းတွေကိုမသိပေးမဲ့နဲ့ तू က line ဟိုမှာတက်ပြီးတော့မှအမကဘာသာရေးနဲ့ပတ်သက်လို့တမီးကိုဟိုသူ့အစ်စ်မပေးပဲတွတ်သွင်းပါရဲဆိုပြီးတော့ရင်နာပြီးတော့ဖွင့်ပြောနေတဲ့ဟာကသူသိချင်လို့ရှိရင် तू နဲ့တမီးအမြင်နဲ့ဖုန်းပြောနေ तू မေးလို့ရတာပေါ့ဟာလား तू ပြောသလိုဘာသာတိုင်းကကောင်းပါတယ်ဘယ်ဘာသာဝင်မှကျွန်တော်အပြစ်မပြောပါဘူးဆိုပြီးတော့မှကျွန်တော်စီရတယ်နော်တမီးကဗုဒ္ဓဘာသာဖြစ်မှာပေါ့ကျွန်တော်နဲ့နေရင်တော့ဆိုရယ်စကားဘာစကားလဲဟုတ်လား तू တော်မှ तू နဲ့နေလို့ရှိရင်တော့တမီးကဗုဒ္ဓဘာသာဖြစ်သွားမှာသူ့အမေစီပေါ့လားလို့ခရစ်စတန်ဖြစ်တယ်လို့ပြောတယ်ဆိုလို့ရှိရင်အမက အမအမဘက်ကဘောစဉ်းစားကြည့်တယ်။သူနဲ့နေတော့ဘုရားဝါသာဖြစ်ရင်တော့ကောင်းတယ်။အမနဲ့အခုလိုခရစ်စတန်ဖြစ်သွားတဲ့ဟာမျိုးကကြတော့ဟိုဟိုမီဒီယာပေါ်မှာတက်ပြီးသူပြောရလားအောင်ဒီပွဲဖြစ်သွားအောင်ဒီသူဘာလို့ပြောတာလဲအမပြောတာလေ။တိလာတမင်းကသူကိုယ်တိုင်ကိုစိတ်ကပါလို့သူ့ဘာသာသူကိုယုံကြည်လို့သူပြောင်းလဲသွားတာကွာ။ဆိုတော့ဟို သူရွေးချယ်တယ်ဆိုတော့အသက်18နှစ်အသက်20အသက်40ဒီထောက်ကြမလိုပါဘူးသူစိတ်ကသမီးဖြစ်ချင်တယ်လို့ပြောလို့သာအမားတို့ကဖခင်ဆောင်မှာသွားပြီးတော့ baptize လုပ်ပေးရတာခရစ်ယာန်ဖြစ်သွင်းပေးရတာသူမဖြစ်ချင်ဘူးဆိုအမဘာမှမတိုက်တုံးဘူးအမယောက်ျားကလည်းဒါတွေနားလေတာမဟုတ်ဘူးနားလေတာမဟုတ်ဘူးဆိုတော့အမဒီလက်ရှိယောက်ျားလည်းစိတ်ကိုမဝင်စားဘူးကွာပြောရမယ်ဆိုလို့ရှိရင်ဘာသာတရားဆိုလွတ်လပ်ပိုင်းပဲဒီခလေးကလည်းသူနဲ့မွေးထားတာမဟုတ်တဲ့အတွက်ကြောင့်သူကတော့ push ဒီလုပ်ပြီးတော့နင်သွားစမ်းဟဲ့ဖခင်ဆောင်ဆိုပြီးတော့ဘုရားဘုရားခရစ်ယာန်ဖြစ်ကြမယ်ဆိုပြီးတော့မှတွတ်သွင်းနေရမယ်ဘာမှမရှိဘူးအဲ့တော့အမတို့မိသားစုအမရဲ့အဖေဆိုတာလည်း तू อ่ะမီယိုဖလာခရစ်စတန်ဖြစ်လို့ဒါသူ့ရဲ့မီးကိုသူတီးတယ်လားမှတ်တယ်လားသင်ပေးခဲ့တာဒါဟာလည်းသူပြောသလိုပေါ့နော်ဘာသာရေးကိုငငယ်လေးတည်းကတမီးကိုဆွဲပြီးတော့တွတ်သွင်းခဲ့တာလို့သူပြောတဲ့စကားတွေကတအားကိုအမအဖေမိပါတယ်ဘယ်ရန်ဆော့ကားတယ် ကျမဒီမှာအကောင်းဆုံးနေမိသမီးကိုပြုစုပြောင်းပေးနိုင်ပါတယ်။ကိုမလုံနိုင်တဲ့အရာကိုလုံပေးနေတဲ့လူတယောက်ကို respect ထားပါ။ respect ပေးရမှာကရှင်ပါကျမမဟုတ်ပါဘူး။အဲ့အတွက်ကြောင့်မီဒီယာပေါ်တက်ပြီးကျမကို service ဆော့ကားနေမယ်အစား၊ဖြင်ဖွင့်ပြီးတော့ drama ခဲနေမယ်အစားလိုချင်တာရှိလို့ချင်းသမီးနဲ့ပြောပါ။ခံစားချက်တွေခွင့်ထားပါ။ကျမကိုလာပြီးတော့မလူရှိမှလာမပြောပါနဲ့။ကျမရဲ့မှာမိသားစုရှိပါတယ်။ကျမရဲ့မိသားစု respect ပေးပါ။အဲ့ဒါပဲပြောချင်ပါတယ်။မကျင်ရလို့သမီးကိုပြန် comment ဆိုရင်ကျမအခုထားတဲ့လိုမျိုးအစ်တန်းထားပါ။သမီးကိုကြောင်းကောင်းကောင်းပြန်ပြန်တင်ပေးပါ။ တမီးလိုသမ ्या ဝယ်ပေးပါတမီးရဲ့ကျမ်းမယူဆောင်ချောက်ပါအဲ့လိုမဆောက်ချောက်ပေးနိုင်တယ်ဘလို့မှအဆင်မပြေပါဘူးရှင်အဲ့တော့ဟိုတမီးနဲ့ပတ်သက်လို့ထပ်ပြီးတော့တမီးရဲ့ဆုံးဖြတ်ချက်ကိုမစော်ကားပါနဲ့တမီးခရစ်ယာန်ဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်တမီးကကောင်းတဲ့လမ်းကြောင်းကိုသွားနေတာပါလူရဲ့စိတ်ခံယူချက်လည်းပဲဆိုင်ပါလေအခုချိန်ကြီးကျမက တမီးကိုဒါလုံးရမယ်ဟိုပါလုံးမယ်ဆိုကျွန်မတစ်ခါမှလည်းမသွေမသွတ်သွင်းခဲ့ပါဘူးအဲ့ဒီအတွက်ကြောင့်လူမှန်ရင်လူလိုစဉ်းစားပါကျွန်မလာပြီးဆော့ကားဖို့မစဉ်းစားပါနဲ့တိကျရင်မေးလို့ရတဲ့အချိန်သုံးနေတွင်မှာမေးလို့ရတဲ့မေးခွန်းတွေအများကြီးရှိပါတယ်မမေးခဲ့ပါဘူးစိတ်လည်းမဝင်စားခဲ့ပါဘူးအခုကျမှကောက်ခံကြီးကပေါ်လာပြီးမီဒီယာမှာတက်ဆဲတာမျိုးတက်ပြီးရင်းဖွင့်တာမျိုးကတော့ကျွန်မ sorry ပါအဲ့ဒီ attention လည်းကျွန်မမပေးနိုင်ပါဘူးဒါပေမဲ့ကျွန်မကမသိပဲပြောနေရတဲ့လူတွေနောက်နောက်အခါကျွန်မနဲ့သူနဲ့ပတ်သက်လို့ဟိုမသိပဲတရေအမှားတွေဖြန့်ဝေနေမှာဆိုလို့ကျွန်မပြောပြလိုက်ပါတယ်ယုံကြည်ရင်တော့စိုက်ယုံကြပါညံမရှိတဲ့လူတွေ ျမအဲ့ဒါပဲပြောချင်ပါတယ်ကျမကိုအမြဲတမ်းနားလည်ပေးတဲ့ကျမဘက်ကအမြဲတမ်းယက်တီပေးတဲ့ပရိသတ်လူစိတ်ရှိတဲ့လူအားလုံးကိုဒီမှာကျေးဇူးတင်ပါတယ်ကျမကိုမချစ်ပဲနဲ့ကျမကိုယုံပြီးမုန်းပြီးတော့ဘလို့ပဲအမှန်ပြပဲပြောပြတိုက်ခိုက်ချင်လဲဆိုလို့တိုက်ခိုက်ပါတိုက်လို့ဆဲပါကျမနဲ့သူတို့မိသားစုနဲ့ဘာမှမဆိုင်တော့ပါဘူး။တမီးမွေးထားတဲ့အတွက်ကြောင့်သူ့သွေးပါတဲ့ကြောင့်သူကတမီးကိုဆက်သွယ်ပိုင်မျိုးရှိပါတယ်။ကျမနဲ့တော့ဘာမှမဆိုင်တော့ပါဘူး။အဲ့ဒါကြောင့်ကျမနဲ့ပတ်သက်ပြီးတော့မှဘာမှဒရမာတွေခင်းပြီးတော့မှဟိုဒါပြောမနေပါနဲ့။ကျမစိတ်မဝင်စားအောင်။ ကျွန်မစိတ်ကိုဝင်စားတာပါကျွန်မမှမိသားစုရှိပါတယ်အဲ့တော့ respect ပေးပါเนาะဒါလေးပဲပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်